မိုးရွာနေရညတညမှာအမျိုးသားတယောက်ကကော်ဖီတောင်ရအလုပ်လုပ်နေပါတယ်။ခဏကြာမှတကားဖွင့်တန်အောင်ကြားလိုက်ရပြီမဲ့သူတငယ်ချင်းအထင်နဲ့ထားမကြည့်ပဲအလုပ်ကိုသာဆက်လုပ်နေပါတယ်။ဒီလိုနဲ့အထိုးမျိုးသားလည်းနယန်စီကိုကင်မောက်ခံလိုက်ရပြီးရဲဆက်ဆက်အသက်ခံလိုက်ရကတတ်တော်တဲ့သူဟာရင်ဘက်မှာလည်းထူးဆန်းတဲ့သင်္ကေတတစ်ခုကိုဆွဲသွားပါတယ်။ဒင်းကတော့ကားပေါ်မှာအိပ်ပေါ်ရာကနေနိုးလာပြီးဆန်ကလည်းနိုးလာပြီလားလို့ပြောနေကဒင်းကတော့ဘာမှပြန်မပြောပဲဘော်ဘီရဲ့အချက်ပလင်းကိုသာမော်တောင်းနေပါတယ်။ ဆန်အားလေဒင်းကိုအထူးဆန်းဟန်နဲ့ကြည်နေပြီးမင်းအမတ်တရတိန်းထားတဲ့ပစ္စည်းတွေဟာထူးဆန်းသားပဲလို့ပြောနေကဒင်းကလည်းဒီပလင်းတွေဟာဘော်ဘီတန်မိုးထားတဲ့ပစ္စည်းမျိုးလို့တိန်းထားတာလို့ပြောလိုက်ပါတယ်။ဒါကြောင့်ဆန်ဟာနှစ်ပတ်အတွင်းမှာလူလေးယောက်ကခြေလက်တွေအပြတ်ခံရပြီးသင်နေလို့ပြောပြနေပေမယ့်ဒင်းကတော့ဂယူမဆက်တယ်လို့ပြန်ပြောနေရကြောင်းဆန်လည်းစိတ်မရှိတော့ပဲသတင်းစာကိုထိုးပေးလိုက်ပြီးလူသက်သမားဟာမတက်ခင်မှာလူတစ်ယောက်လုံးကိုကိုက်ပေါက်သွားတယ်လို့ပြောပြနေကလက်ရှိမှာဒေးဘက်ကိစ္စနဲ့သတင်းမရသေးတာကြောင့်ဒီဟာကိုပဲတွေးကြည့်ကြမယ်လို့ပြောလိုက်ပါတယ်။ ဒါကြောင့်နောက်တရက်မှာတော့ FBI တဖြစ်လေဒင်းနဲ့ဆန်ဟာရင်ခွင်းရုံချောင်းနေကြပြီးနောက်ဆုံးသိခဲ့တဲ့သူရဲ့အလောင်းအကြီးနေကြကဘလို့သိသွားလဲဆိုတာကိုဆရာဝန်ကိုမေးနေကြပါတယ်။ဆရာဝန်ကတော့တိတ်ဆုံးသူဟာပေါင်190ရှိကြောင်းနဲ့ဒီသူဟာမသိခင်မှာကင်မောက်ခံခဲ့ရပြီးခြေလက်တွေကလည်းမသိခင်မှာဖျက်ခင်ရလို့ပြောနေကြ။အခုဆိုရင်ဒီလိုပုံစံနဲ့တည်ရ၄ရောက်ရှိပြီဖြစ်ပြီးရင်ဘက်ကတင်ကြတာကလည်းဒီပုံစံနဲ့ပဲဆိုတော့ပြောလိုက်ပါတယ်။ ဒါကြောင့်ဆန်အားလေတိုင်းလုံစာပါညာကြံခဲ့လာလို့မင်းနေပြီ။ဆရာဝန်ကလည်းသူမပြောတတ်ဘူး။ဒါပေမဲ့အကင်းချက်ပွားရဲ့နေရာနေတော့အသားစားတစ်ခုရခဲ့လို့ပြောပြနေပြီ။ဖြစ်စဉ်တော့အဲ့ဒီအသားစားကဘယ်လူရဲ့အသားနဲ့မှမကန့်ညီဘူးဆိုတာပဲဖြစ်ပါတယ်။တိကျင်တာတွေကိုတီးပြီးရတယ်။ဒင်းနဲ့ဆန်လည်းရေခွဲရော်နေပြထွက်လာကြပြီ။ဆန်အားတော့ဒီလူတင်ကြတာမျိုးကိုတခါမှမမြင်ဘူးလို့ပြောနေကာအထက်လက်တွေကိုရှာဖို့အတွက်မော်တယ်ကိုပြန်ကြမယ်လို့ပြောလိုက်ပါတယ်။ဒင်းကတော့သူ့ဟာမြို့ထဲမှာသဆုပ်ဆန်လိုက်အောင်မယ်လို့ပြောနေပြီ။ဆန်အားတော့တယောက်ထဲမော်တယ်ကိုပြန်လှုပ်လိုက်ပါတယ်။ ဒင်းကြောင်တော့ကျင်နေရဆဲရတော့ဒင်းမင်းဘာလို့တော့မှငါသိပါလေလို့ပြောလိုက်ပြီဒင်းကလည်းရှက်ရက်ရက်ကမင်းချင်တာတွေရှောက်ပြောမနေနဲ့ဆိုကဆိုင်ပေါ်သူလိုပဲဘာလို့တက်ထွက်သွားပါလဲဘာလဲရောက်တာနဲ့တနင်္လာရက်တပိုင်းမပြေသေးခင်မှာရင်ဒင်းရဲ့ဝတီတိုင်းဆော်လီတပွေကိုပို့ချောင်းနေပြီဆော်လီရဲ့နာမည်ကတော့လေဒီယာဖြစ်ကဒင်းရဲ့တသက်ရက်ဝစားထားတဲ့ပုံချောင်းဘာလို့လောက်တာလဲလို့မင်းနေပြီဆရာကြီးဒင်းကတော့သူ့ကိုယ်သူဘန်လုံငန်းရှင်တယောက်ပါလို့ပြောလိုက်ပါတယ် ဘန်လုံငန်းရှင်ဆိုတာကြောင့်လေဒီယာဒင်းအောင်မျက်စာတပြည့်ပြည့်ဖြစ်နေပြီးနောက်ဆုံးမှာတော့ခွက်ချင်းတက်လိုက်ကသူ့အိမ်ဟိုမှာတခါတည်းခေါ်သွားပါတယ်။ဒင်းလည်းလေဒီယာရဲ့အိမ်မှာပျော်ပါနေပြီးတစ်ဖက်မှာတော့လူတစ်ယောက်ကအိမ်ညမှာပဲအသက်ခံလိုက်ရပါတယ်။နောက်ရက်မှာတော့ဒင်းမျက်စံနဲ့အမှုပြတဲ့နေရာကိုဖြောက်လာကြပြီးဒင်းကတော့ဘော့ဘားတကယ်မိုက်တဲ့နေရာပဲလို့ပြောပြနေကဆန်ကလည်းဆန်မင်းတင်ကြတဲ့အကြောင်းကိုသိရပြီလားလို့မေးနေပါတယ်။ဆန်ကလည်းလက်ရှိမှာတော့သူမမမတွေ့သေးကြောင်းနဲ့မမြန်သိကျင်တော့ကြွချင်သူတယောက်ကိုလွယ်လို့ပြောနေပြီးဒင်းကလည်းဒါပေါ်ကြွချင်သူဒါပေမဲ့ငါတို့ကြွချင်သူဟာတိတ်သွားပြီလေလို့ပြောလိုက်ပါတယ် ဒီမက်ဆန်လည်းအလောင်းရှင်းနေအောင်ပြောလာကြပြီရဲတယောက်ကဒီမှုရဲ့ကောင်းတောင်ရှာလီပန်းဆိုတဲ့အမျိုးသမီးနဲ့ဒင်းတို့ကိုမိတ်ဆက်ပေးနေပါတယ်ရှာလင်းကလည်းလက်ရှိအမှုဟာမမှမများဆန်သာပြောစရာမလိုပဲအရင်တော့ဖြစ်ခဲ့တဲ့အမှုတွေနဲ့တဘုံဆန်နေပါပဲလို့ပြောပြီးနေရာအနေနဲ့ထွက်သွားပါတယ်အဲ့ဒီအချိန်မှာအနာအောင်လူရွေးလာတာကြောင့်ဆန်ကစကားသွားပြောနေပြီးသူတို့ကလည်းအခုတည်သွားတဲ့ချယ်ရီကသူ့ရဲ့မိတ်ဆွေပါလို့ပြောနေတာဆန်ကလည်းအစင်းနေမဲ့ဗျာအဲ့ဒါဆိုရင်ခမရဲ့မိတ်ဆွေချယ်ရီမှာရန်သူတွေပါလေရှိလာလို့မေးလိုက်ပါတယ် ထို့သူကလည်းဂျယ်ရီဟာအလုံးသဘောကောက်ကြောင်းနဲ့အဲ့လိုမျိုးတွေသူရှိမှမရှိပါဘူးလို့ပြောပြနေကာတခုတော့ရှိကြောင်းနဲ့အဲ့ဒါကတော့သူမိမနဲ့ဒီရဲ့ဘက်မှာအဆင်မပြေကြောင်းနဲ့သူမိမကလည်းဂျယ်ရီပေါ်မှာအဲ့လိုထူးခြားဆက်မှမဟုတ်ဘူးလို့ပြောပြနေပါတယ်ဆန်အလည်းသူတို့လင်မယားဘာဖြစ်လို့အဆင်မပြေကြရလဲလို့မေးလိုက်ပြီးထို့သူကလည်းဂျယ်ရီဟာလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကတခြားမိမတယောက်နဲ့ဇာလန်ရှုပ်ခဲ့တာကိုသူမိမကသိသွားလို့လို့ပြောပြနေပြီးဆန်အလည်းပူပူနွေ့နွေ့သိတာရတယ်ဂျယ်ရီတို့ရဲ့အိမ်တော်ကြီးအဆင်မပြေခဲ့တဲ့အကြောင်းတွေကိုဒေးကပြောပြနေပြီးဒေးကတော့ဘော်ဘီရဲ့အချက်ပလင်းရာလေဒီယာရဲ့အိမ်မှာကြံခဲ့ပြီလို့ပြောနေပါတယ် ဆန်အားလေအထူးဆန်နဲ့လေဒီယာဆိုတာဘာသူလဲလို့မေးလိုက်ပြီးဒင်းကလည်းသူညအဆောင်ခဲ့တဲ့တယောက်လေလို့ပြောနေကလေဒီယာကိုဖုန်းဆက်လိုက်ပါတယ်။ဒင်းလည်းညတော့ကသူအိမ်ဟိုလာတော့မှကြံခဲ့တဲ့အချက်ပလင်းအဟောင်းကြီးရှိသေးလားလို့မေးနေပြီးလေဒီယာရဲ့ပုံစံကတော့ညနဲ့မတူပဲမကြံခဲ့ဘူးလို့အတင်းကြီးနေကအလုပ်ချုပ်တယ်လို့ပြောပြီးဖုန်းကိုထားပြလိုက်ပါတယ်။တကယ်တမ်းမှာတော့လေဒီယာအနေချင်းညချင်းကိုဝင်ရနေရဖြစ်ပြီးတခုခုလည်းအလေးနဲ့စဉ်းစားနေပါသေး။ညာရောက်တဲ့အခါမှာတော့ထူးဆန်းတဲ့အမျိုးသမီးတချို့ကလေဒီယာကိုခလေးမွေးပေးနေကြပြီးမွေးရတဲ့ခလေးမလေးကိုလည်းအမ်မာလို့နာမည်ပေးလိုက်ကြပါသေး။ တဖက်မှာတော့ဒေးမက်ဆန်ဟာမော်ရီဆင်ဆိုတဲ့ရှေ့ယသူသနာပညာရှင်စီကိုသွားပြီးအသက်ခံရတဲ့သူတွေရဲ့ရှင်ဘက်ကတင်ကိတာအကြောင်းကိုမေးနေကြပါတယ်။ပါမော့ကရီဆင်ကလည်းသူဒီကြောင့်ရှာပြီးလို့ရှိရင် FBI ကနေညံပူတော်ကရမှာလာလို့မေးနေပြီးဒေးမက်ဆန်ကလည်းညံပူတော်ကကဘာလို့မှလဲခမည်းတော်ကျွန်တော်တို့ကကဘာလုံးဆိုင်ရာပညာရှင်ပွဲတော်ပေးမှဆိုပြီးမလုံးနေရှောင်ပေးလိုက်တာကြောင့်မော်ရီဆင်လည်းဒေးမက်ပြောသမျှကိုအတီထင်သွားပါတယ်။တလက်စားတဲ့မော်ရီဆင်လည်းဒီတင်ကိတာဟာနေမည်တစ်ခုနဲ့ဆက်ဆက်နေရဖြစ်ပြီးအလွန်ရှိကြတဲ့တင်ကိတာတစ်ခုဖြစ်လောက်တယ်လို့ပြောနေကသူများရောက်ရှာပြီးမှဖြစ်တဲ့အတွက်အဆင်ပြေဖို့တိုက်ပြောလိုက်ပါတယ်။ ဒါကြောင့်ဒင်းနဲ့ဆန်နဲ့ဝမ်းသာသွားပြီးမနေ့ကကြရင်ပြန်လာခဲ့မယ်လို့ပြောနေရကြောင်းမော်ရီဆန်နဲ့မျက်နှာပြတ်သွားတာမဟုတ်ဘူးလေတရားထင်းနဲ့တော့အချိန်လုံးမှမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒါကြောင့်ဒင်းဟာမော်ရီဆန်ကိုဒီမှာကုတ်လို့မျက်နှာတကယ်လုံးနိုင်လို့ရှိရင်ကဘာလုံးဆိုင်ရာတွေမဟုတ်ဘူးကွာ။အာကာသာလုံးဆိုင်ရာဖွဲ့ပါငါပေးလိုက်မယ်ဆိုလို့မော်ရီဆန်လည်းသဘောကျသွားကမနေ့ကရစီရမယ်လို့ပြောလိုက်ပါတယ်။မော်ရီဆန်ရုံကန်နေပြထွက်တာနဲ့ဒင်းဟာဒီဘိုးတော်ဟာတကယ်သုံးဆရပါမလားလို့ပြောနေပြီးဆန်ကလည်းသူ့လေအခုလိုအချိန်မျိုးမှာဘော်ဘီကိုတတိယအကြောင်းနဲ့အခုအချိန်မှာတော့ဖြစ်တယ်လို့ပဲလုပ်ရမယ်လို့ပြောနေတာနှစ်ယောက်သားစကားပြောနေကြပါတယ် တင်ရလေဘာဖြစ်လို့လေဒီယက်စီကနေအခုထိစာမပြန်သေးရလေလို့ပြောနေပြီဆန်ကတော့သူ့အမေကိုတရားရင်နဲ့ဖက်သွားတာနေမှာပေါ့လို့ပြောနေကတင်ရလေအောက်တတ်တဲ့နေအဲ့ဒါဆိုရင်ငါကိုယ်နဲ့အရာပလင်းကိုသွားယူရမယ်လို့ပြောပြီးထွက်သွားပါတယ်တင်လေလေဒီယက်ရဲ့အိမ်ထွက်တာနဲ့ရပလင်းလေးကိုပြန်တောင်းနေပြီလေဒီယက်ကလည်းစစ်ပက်လက်ပက်နဲ့အထဲကိုပြန်ဝင်သွားကရှာပေးနေပါတယ်ဒါမဲ့တင်ဟာအိမ်ထဲကိုလိုက်ဝင်လာပြီးကလေးလေးကိုတွေ့လိုက်ရတာကြောင့်အော်ကလေးထင်းနေရလို့အလုရှုပ်နေရလားလို့မေးလိုက်ပြီးလေဒီယက်ကလည်းဖုံးကွယ်မှထားတော့ပဲအဲ့ဒါကသူ့ကလေးပါလို့ပြောပြလိုက်ပါတယ် ဒါကြောင့်ဒင်းကလည်းခလေးနာမည်ကိုမေးလိုက်ပြီးလီဒီယာကတော့အမ်မာလို့ပြောပြနေကမကြခင်ပဲဆန်စီကနေဖုန်းဝင်လာတာကြောင့်ဒင်းဟာအရှိတ်ထွက်သွားခဲ့ပါတယ်။ဆန်ကဒင်းကိုအဲ့မှာအကြာကြီးနေမနေဘူးနဲ့မကြခင်မှာရခွဲရုံသွားရအောင်မယ်လို့ပြောနေပြီးဒင်းကလည်းတူတူပါတယ်လို့ပြောနေကမကြခင်ပဲအမ်မာရဲ့စကားပြောတဲ့အောင်ကြားလိုက်ရပါတယ်။အဲ့ဒါကြောင့်ဒင်းတွေကတိတိလက်လက်ဖြစ်သွားပြီးဖုန်းကိုအမြန်ချလိုက်ကတခြားနောက်တော်ကြည့်နေတော့တကယ်ပဲအမ်မာရဲ့အတက်ဆိုတာသိချသွားတာကြောင့်မွေကင်းစရွယ်ခလေးလေးကဘလို့လို့ပြီးစကားပြောနေလဲဆိုတာကိုနားမလည်နိုင်ဖြစ်သွားပါတယ်။ တဖက်မှာတော့ဆန်ဟာရင်ခွဲယုံတောင်းထွက်လာခဲ့ပြီးဆျောင်းဝဲအက်ဒီနဲ့အတိုးတောင်းနေပြောနေတာမကြခင်ပဲရှာလင်းဘန်းရောက်လာပါတယ်။ရှာလင်းဘန်းဟာဆန်အောင်မြင်လာနဲ့ FBI နေရာဒီလိုအမှုမှလည်းဝင်ပါဘဲတော့လို့ပြောနေပြီးဘေးရဆျောင်းဝဲအက်ဒီကလည်းအမှုတွေအကုန်လုံးကဆက်ဆက်နေရမှုလို့ဆိုပြီးဝန်ကာပြောပေးလိုက်ပါတယ်။ရှာလင်းဘန်းကတော့စိတ်မရှိတဲ့ပုံနဲ့ဒီအမှုကိုမမြန်ရှင်းပြီးလို့ရှိရင်မမြန်ပိတ်ရမယ်လို့ပြောနေပြီးလက်ထွက်သွားကြအောင်အက်ဒီကဆန်ကိုစိတ်ထဲမှာထားဖို့နဲ့သူဟာအဲ့လိုပါပဲဆိုပြီးပြပြနေရပါတယ်။ ဒါကြောင့်ဆန်ဟာအမှုနဲ့ပတ်သက်တဲ့ဖိုင်တချို့ကိုတောင်းလိုက်ပြီးအဲဒီဟာအနောက်မှာရှာပေးနေကဇပွဲပေါ်မှာရှိနေတဲ့ခုဖော့ဘာဘာသာတခုကိုဆန်အားတွေ့သွားပါတယ်။ဒါကြောင့်အဲဒီကပဲရရှိနေလက်ရှိမှာအိုက်ဘာဟာနာမည်ကြီးနေရပါလို့ပြောပြနေပြီးဒုတိယတခုကတော့တေသွားတဲ့သူတွေအကုန်လုံးကလည်းမသိခင်မှာအိုက်ဘာကိုသွားချကြောင်းနဲ့အိုက်ဘာကဆော်တိုဘင်းတူထွက်သွားပြီးနောက်ရအနေငယ်ကြရင်တော့တေသွားကြပဲဆိုပြီးပြောပြလိုက်ပါတယ်။ ဒင်းရတော့လေဒီယာရဲ့အိမ်မှာစောင့်ကြည့်နေပြီးကားတစ်စီးနဲ့အမျိုးသမီးတချို့ရောက်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာဆန်စီရဲ့နေဖုန်းဝင်လာပြီးရေခွေးရောလိုက်မလာလို့ဒင်းရောအပြည့်တင်နေခါဒင်းရလည်းခဏလေးဆန်ဒီဘက်မှာငါလည်းဒုစရနာကြီးဖြစ်နေတယ်လို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ဆန်အားလေဒင်းအခုလိုမျိုးလူတက်မှုတွေဟာမိုင်ယာမီနဲ့ချီကာဂိုမှာလည်းဖြစ်ခဲ့တယ်လို့ပြောနေပြီးအသက်ခံရသူတွေအကုန်လုံးဟာဘာတစ်ခုသွားခဲ့ကြလို့ပြောပြနေကပိုးပြီးတိုက်ဆိုင်တာအသက်ခံရသူတွေအကုန်လုံးဟာငယ်ရွယ်လေးနဲ့အောင်မြင်ခဲ့ရသူတွေပဲလို့ပြောပြနေပါတယ် တလက်စားတဲ့ဆန်ဟာဒီမျိုးကသူတွေအကုန်လုံးကလည်းကိုဖို့ဘာဟုတ်သွားပြီးတော့ဒီကုန်ကြရပဲလို့ပြပြနေကာဒင်းတော့လေဒင်းမင်းကလည်းကောက်ကောက်မိလို့သွားရပဲနေမှာလို့ပြပြလိုက်ပါတယ်အဲ့ဒီအချိန်မှာလေဒီယာရဲ့အိမ်ထဲကနေခုနကဝင်သွားတဲ့အမျိုးသမီးတွေကပြန်ပြီးထွက်လာကြအောင်ဒင်းကလည်းဖုန်းကိုထပ်လိုက်ပြီးစောင့်ကြည့်နေကာအမျိုးသမီးတွေကြားထဲမှာနေတစ်ပိုင်းနဲ့တည်းအရွယ်ရောက်လာတဲ့ကလေးမလေးအမ်မကိုမြင်လိုက်ရပါတယ်ဒင်းကလည်းကိစ္စတွေအလုံးကိုမယုံကြည်နိုင်ဖြစ်နေပြီးလေဒီယာကတော့သူ့ရဲ့သမီးလေးကိုအမျိုးသမီးလက်ထဲကိုယုံကြည်ကြည်နဲ့အပ်ပေးလိုက်ပါတယ်ဒါကြောင့်ဒင်းလည်းထိုအမျိုးသမီးတွေကားနောက်ကိုလိုက်သွားပြီးလမ်းကြောင်းတစ်ခုလေးရောက်လာတော့ကားရဲ့သွားလာကိုမြင်လိုက်ရကာဆန်စီကိုပြန်လာလိုက်ပါတယ် မော်တရောက်တာနဲ့ဒင်းဟာသူမြင်ခဲ့ရသမျှကိုဆံအောင်ပြပြနေပြီးဆံအားတော်ဒင်းတွဲတာတွေကိုမယုံမဲဒင်းကိုမင်းအထင်မှားနေရနေမှာပါလို့ပြောလိုက်ပါတယ်။အဲ့အချိန်မှာပါမောခမော်ရီစီစီကနေဖုန်းဝင်လာပြီးသူနဲ့လာတွေ့ပါလို့ပြောနေပါတယ်။တစ်ဖက်မှာတော့အမ်မာလိုမျိုးကလေးလေးတွေဟာထတ်ရှိနေပြီးသူတို့ကိုခေါ်လာတဲ့အမျိုးသမီးဟာအသာသာတစားကိုကြွေးကတရားချနေပါတယ်။ဒင်းမဲ့ဆံအားတော်မော်ရီစီစီကနေဒီတင်ငေတာဟာဂရင်းနဲ့ဖျားเจ้าနေနဲ့ပတ်သက်နေရဆိုတော့သိလိုက်ရပြီးအမေဆုံးသူတွေကိုရှင်ညွှန်းတယ်လို့ပြောပြနေပါတယ်။ တလက်စားတဲ့မော်ရီစင်ဟာအမေဆုံးသူတွေရာရုပ်သားတွေကိုမြို့ပဖို့အတွက်တာတုံးချပြီးသူတို့ကိုင်ရပြီးတဲ့အချိန်မှာတော့အမျိုးသားတွေအခြေလက်တွေဖြစ်ဖြစ်ကတက်ပြစ်တယ်ဆိုတာကိုပြောပြလိုက်ပါတယ်။တစ်ဖက်မှာလည်းရှာလင်ပန်းဟာဒေးမက်ဆန်ဟာ FBI အတူတွေဖြစ်ပြီးမုံဆိုးတွေဖြစ်နေတဲ့အကြောင်းကိုအမ်မကိုခေါ်သွားတဲ့အမျိုးသမီးစီကိုလှမ်းမိတတိပေးနေပါတယ်။ ဒီမဲ့ဆရာလေဘော်ဘီရဲ့အိမ်မှာဂရီတမန်ရောင်းတဲ့ပတ်သက်တာတွေကိုရှာဖွေနေကြပြီးဆန်အားတော့အမေဆောင်သူတွေနဲ့ပတ်သက်တဲ့များကိုသူရှာတွေ့တဲ့လောက်ပြောပြနေပါတယ်။အမေဆောင်သူတွေကကိုဝင်ရပြီးတော့36နာရီဆိုရင်ကလေးမွေးကြောင်နဲ့မွေးရတဲ့ကလေးရလည်းကြီးတော်တော့အရှမ်းမြတ်နေလို့ပြောပြနေကာသူတို့ထင်တာမမှားဘူးဆိုရင်တည်ဆုံးသူတွေအကုန်လုံးကလည်းအမေဆောင်သူတွေနဲ့တွေ့ခဲ့ရပဲဖြစ်လောက်တယ်လို့ပြောပြလိုက်ပါတယ်။ဒါကြောင့်ဒင်းရလည်းအကြောင်းဆုံးတီးသွားပြီးသူတီးခဲ့ရနေတဲ့ဆက်ဆက်တွေ့တော့နေကလေဒီယာကလည်းအမေဆုံးသူပဲဆိုတာကိုတီးသွားပြီးအမ်မားကလည်းသူ့ရဲ့ကလေးပြနေတယ်ဆိုတာကိုသဘောပေါက်သွားပါတယ် ဆန်ကလည်းဘာဖြစ်လို့အကောက်ကဲမတုံးတာလဲလို့ဒင်းကိုမင်းနေပြီဒင်းကတော့ငါအယူမဟုတ်ပါဘူးလို့ပြောနေတာတခါလေရောက်လဲမတော်တဆဆိုတာဖြစ်တတ်ပါလေလို့ပြောပါလိုက်ပါတယ်ဆန်ကတော့အဲ့ဒီကိစ္စနဲ့တကယ်ဆိုရင်တော့မင်းအခြေလက်တွေကိုဂယုဆက်တယ်လို့ပြောပါနေပြီဒင်းကလည်းငါတိပါလို့ပြောပါလိုက်ပါတယ်တစ်ဖက်မှာတော့အမ်မာတို့ကိုခေါ်သွားတဲ့အမျိုးသမီးကအရွေရောက်လာတဲ့အမ်မာအဘဝင်တခြားကလေးတွေရဲ့လက်မှာအမသားတစ်ခုကိုလုပ်ပြီးနေပါတယ်ဒီမဲ့ဆန်ကတော့အမေဆုံးသူတွေရဲ့အကြောင်းကိုလေ့လာနေပြီဆန်ကတော့အမေဆုံးသူတွေဟာရုပ်ရည်အသင်းတင်းရှိပြီးအရေးချင်းရှိရုပ်သားတွေကိုပဲပြတ်မှတ်ထားရဆိုတော့ပြပြနေကဒင်းကလည်းဒင်းကိုမင်းအောင်ဘာဖြစ်လို့လေဒီယာရွေးချယ်ခဲ့ရတယ်လို့မေးလိုက်ပါတယ် ဲ့တော့မှဒင်းရလေသူ့ကိုသူဖုန်းကြောင်မို့တယ်ဘယ်လုံငယ်ရှင်လို့ပြောခဲ့ဆိုတော့ပြပနေပြီဆန်ကတော့စိတ်ပြတ်သွားခါတဖောက်လက်ထွက်သွားပါတယ်အဲ့ဒီအချိန်မှာဆန်ရတဲ့ကရုတ်တရက်ဆိုသူလို့ပေါ်လာအကြောင်းဒင်းရလေဆန်အောင်ပြပနေပြီ EMF ကလည်းတခါလုံးမှမိနေပြီမယ်ဆန်ကတော့လိလက်တန်နေမှာဘာလို့ပြပနေကဒင်းရတော့ဘော်ဘီများဖြစ်နိုင်မလားလို့ပြောလိုက်ပါတယ်ဆန်အားတော့ဘော်ဘီကငါတို့ကမိသူလိုက်တာကြာမဖြစ်နိုင်ပါဘူးလို့ပြောနေပြီးဆန်ရွက်ကိုယူတက်တဲ့အချိန်မှာတော့ဂရီဘာသာစကားနဲ့ရေးထားတာကိုတွေ့လိုက်ရပါတယ် တကယ်လည်းဆာရုပ်ကိုမြင်တာနဲ့ဒီကိစ္စဟာအသုံးဝင်တာဖြစ်တော့တယ်လို့ပြောနေပြီးဆန်အားတော့သူတို့မှဂရီတို့မှဖတ်ရတာလို့ပြောနေပြီးမကြခင်မှာပဲမော်ရီဆွန်စတိရသွားကြပါတယ်။ဒါကြောင့်ဆန်ဟာသူ့ဟာမော်ရီဆွန်ကိုအချောင်းတော်မိမဲ့အချောင်းနဲ့ဒင်းတော့ဒီအခန်းထဲကနေအပြုံမထွက်ဖို့တက်မှလိုက်ကမော်ရီဆွန်စီကိုထွက်သွားပါတယ်။ဒါကြီးမဟုတ်ချုပ်ကြည့်ရလားကြောင့်မော်ရီဆွန်ဟာဆန်အောင်စိတ်လိုနေပြီးဆန်အားတော့ဒါပြီးလို့ရှိရင်ပတ်စံနဲ့အများကြီးရမှာပါဆိုပြီးမလုံးထပ်ပေးလိုက်ပါတယ်။ဒင်းတယောက်တည်းရှိနေတဲ့အချိန်မှာပဲတကားခေါက်တန်အောင်ကြားလိုက်ရကြောင့်တော့ဖွင့်မကြည့်လိုက်ပြီးအပြင်မှာတော့ကောင်မလေးတယောက်ရှိနေတာကိုမြင်လိုက်ရပါတယ်။ ထိုကောင်မလေးကသူ့ကိုသူအမဘာလို့မိတ်ဆက်လိုက်ပြီးသူ့ကိုကိုညီပြပါလို့ပြောနေရာကြောင်းဒင်းကလည်းငါနဲ့အမေနဲ့တိမမသိတာဘာဖြစ်လို့ကိုညီရမှလဲလို့မင်းနေပါတယ်အမအတော့ဒင်းဟာသူ့ရဲ့အဖေပဲလို့ပြောနေပြီသူ့မှာလက်ရှိအကူစရာဒင်းမရှိလို့ပြောနေတာအတနာခံနေပါတယ်ဒင်းကလည်းသူ့ကိုဘလို့ချတွေ့ရလဲလို့မင်းနေပြီအမကလည်းသူ့ကိုကိုဝင်ဆက်ရတဲ့အခင်ကလေးဟာဒင်းကိုဆောက်ကြည့်နေကြတယ်လို့ပြောနေတာလက်ကအမတ်သားကိုလည်းထုတ်ပြလိုက်ပြီသူလက်ရှိမှာအနှိမ့်ဆက်ခံနေရတယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ဒင်းဟာအမကိုအထက်ခေါ်လိုက်ပြီသူ့ဘာကူညီပေးရမလဲလို့မင်းနေတာအမကလည်းသူ့ကိုတခြားမျိုးစီကိုခေါ်သွားခိုင်းနေပါတယ် ပြီးရနဲ့အမအသူ့ကိုအမေကိုယ်တိုင်ကလည်းမကောင်းတဲ့နေရာကိုပို့ခဲ့ပြီးအဖေကလည်းလွတ်မြောက်ဖို့အတွက်မကူညီပေးဘူးလို့ပြောနေရကြောင်းဒင်းနဲ့တဖြည်းဖြည်းနဲ့စိတ်ပျော်လာပါတယ်တဖက်မှာတော့မော်ရီဆန်ဟာစာလဲမှာပါတဲ့စကားအမေဆုံးသူတွေဟာခလေးမွေးပြီးလို့ရှိရင်ရောင်ချောက်တက်ပြရပေမယ်တက်တဲ့သူကတော့အမေဆုံးချက်တီမဟုတ်ပဲထိုသူရဲ့ခလေးကိုယ်တိုင်ဟာသူ့အဖေကိုတက်ပြရပဲလို့ပြပန်နေကဆန်အလည်းဒင်းကိုတိုင်ပြီးတတိယသွားပါတယ်ဒါကြောင့်ဒင်းစီကိုအမေသက်သွေးရပြင်လာနေပြီးလမ်းမှာတော့ရှာလိမ့်ပန်းနဲ့တူနေကစကားစင်ပြောဖို့လုံနေရကြောင်းဆန်အမအားသေးဘူးလို့ပြောနေကအတင်းထော်သွားဖို့အတွက်လုံနေပါတယ် ဒါမဲ့ရှာလင်းပန်းကဆန်အောင်ဆွဲထားလိုက်ပြီးဆန်ဝင်ချက်စာနင့်ဟိုအယောင်ဆောင်မှုနဲ့ဖမ်းလို့ရရလို့ပြောနေကဆန်ကလည်းရှာလင်းပန်းကအမေဆုံးသူတော်တိသွားပြီးမကြခင်မဲ့တိုက်ခိုက်ခံလိုက်ရပါတယ်ရှာလိမ့်ပန်းကဓာတ်အောင်ဆွဲလိုက်ပြီးဆန်အောင်တက်ဖို့ထုတ်တဲ့အချိန်မှာပဲဆန်ဟာဖွတ်ထားတဲ့တနက်ကိုထုတ်လိုက်ပြီးရှာလိမ့်ပန်းကိုကိစ္စတုံးပေးလိုက်ပါတယ်။တဖက်ကဒင်းကတော့ MR ရဲ့စကားရဲ့ကြောင့်ဆက်ရနေပြီးအနိုင်ငယ်ဒီလွတ်သွားတဲ့အချိန်မှာတော့ MR ဓာတ်အောင်ထုတ်လိုက်ကဒင်းကိုတက်ဖို့ထုတ်လိုက်ပါတယ်။ဒါမဲ့ MR တက်ဖို့ထုတ်တဲ့သူကဒင်းဝင်ချက်စာဖြစ်နေရကြောင်းလွန်လွန်နဲ့တက်မရပဲဒင်းက MR ကိုတနက်နဲ့ပြန်ချိန်ထားလိုက်ပြီးမင်းကငါ့ကိုလွန်လွန်နဲ့တက်လို့ရမယ်ထင်နေရတာလို့ပြန်မေးလိုက်ပါတယ်။ ဆန်အားလည်းဒင်းအောင်စိတ်ပူနေအောင်ကောက်အတော်တကြီးမဝင်လာပြီးမော်ဒယ်ကိုပြောက်တာနဲ့အမ်မောက်တက်ဖို့အတွက်အခွင့်ကောင်းအောင်စောင့်နေပါတယ်အခန်းထဲမှာတော့တာဖာနှစ်ယောက်ကစကားမနေကြပြီးအမ်မာသူ့ရဲ့အဖေရင်ကိုပြတ်တက်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးလို့ပြောနေကဒင်းကတော့ဘသူ့မှမတက်ပဲလူကောင်းတစ်ယောက်ဖြစ်ပဲနေထိုင်ဖို့အတွက်မှာပြီးထွက်သွားပါတယ်ဒါမဲ့အမ်မာလက်မခံပဲဒင်းကိုတက်ပြမှရမယ်လို့ပြောနေရကြအောင်ဆန်အားတကောက်ဖြတ်ပြီးဝင်လာကအမ်မောက်ကိုတရနဲ့ချိန်ထားလိုက်ပါတယ်အမားတော့နောက်ဆုံးအချိန်ထိမူလာမာယာတွေကိုတုံးနေပြီးသူ့ကိုဆက်လက်တည်းနဲ့ကယ်ပေးဖို့တိုက်ပြောနေကဆန်အားတော့နှာခေါင်စဉ်းစားမနေပဲအမားကိုတိုက်တက်လိုက်ပါတယ် အမအောင်ရှင်းပြရနဲ့ဒင်းမဆန်လည်းအမေဆုံးလေးအသက်ကိုလည်းလာကြပြီအလားကောင်းပေမယ့်အခါနောက်တော့ဖြစ်ကအမေဆုံးသူတွေကတော့တရားမှမရှိတော့ဘဲဂွန်ဟွန်တို့ကြီးပဲကြံနေခဲ့ပါလေဒီလိုနဲ့ကားပေါ်ပြောင်းလာကြပြီဆန်ဟာအိမ်မီရဲ့တော့ကကြတော့နှခါမစင်စားပဲတက်ပစ်ခဲ့ပြီအမအောင်ကြတော့ဘာဖြစ်လို့မတက်တာလဲဆိုပြီးဒေါသလက်ကြီးနဲ့ရန်ရှာနေပါလေဒင်းကလည်းသူတက်မလို့ပါပဲလို့ပြောနေပြီးညီကိုနှစ်ယောက်စကားပြောနေကြကဆန်ကတော့ main cast ကိုဆိုးဆိုးပြီးတဲ့အချိန်ကနေစပြီးဆေးလို့တော့ပြီပဲလို့ပြောပြနေကဒင်းကလည်းမင်းနဲ့ဘာထူးလဲလို့ပြောနေပြီးဆန်ကတော့ဘာကိစ္စဖြစ်ဖြစ်အခုချိန်နေစပြီးအသက်ရှင်အောင်နေဖို့ပြောကအားလုံးနှစ်ယောက်စလုံးလူလုံးနဲ့အတင်မခံကြဘူးလို့ပြောလိုက်ပါတယ်